အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကောင်းထပ်ပဲဖြစ်ပါတယ်ကျွန်တော်ကောင်းထပ်ယူကြတဲ့နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်โอเคဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ YouTube Small ပြင်နေတဲ့အတွက်ကျွန်တော်ကိုကျွန်တော်ရဲ့ Facebook Page Messenger ကတက်နေပြီးတော့မှပေါ့နော် message ကြပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ YouTube Channel ကတက်နေပြီးတော့မှလဲပေါ့နော်ကျွန်တော်ရဲ့ဒီတချို့ comment လေးတွေမှာပေါ့နော်အကို video တွေမတင်တော့ဘူးလားအကိုထပ်တင်ပေးပါအောင်ပေါ့နော်ကျွန်တော်ရဲ့အထူးသဖြင့်ကျွန်တော်ရဲ့ Facebook Page ကတက်နေပြီးတော့မှကျွန်တော်ရဲ့ Messenger Shopbox ကတက်နေပြီးတော့မှ message ပို့လာပါတယ်အကိုရဲ့ video တွေထပ်မတင်တော့ဘူးလား YouTube အကြောင်းလေးတွေတင်ပေးပါအောင်ဆိုလို့ကျွန်တော်အနေနဲ့ဒီနေ့မှာ ဒီ YouTube အကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေနဲ့ YouTube small ပြင်ခင်လာတဲ့အတွက် idea လေးကို live လို့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလဲဆိုရင်ဒီ video လေးကိုအဆုံးထိကြည့်သွားပေးဖို့ပြောပြစေဒီ video လေးမစတင်ခင်မှာကျွန်တော် YouTube channel လေးကို subscribe လေးလုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ YouTube small ပြင်ခင်လာတဲ့အနေနဲ့အခု2022ကုန်ကနေ2022မှာပေါ့နော်2022လို့ပဲပြောမယ် Okay 2022မှာကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ YouTube channel မှာကိုယ့်ခုမှ YouTube channel ကိုစတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့လုပ်ဆောင်မလဲဘယ်လို blog မျိုးစားတွေကိုရိုက်ရ မလဲဆိုတာသိချင်လို့ရှိရင်ဒီဗီဒီယိုလေးကိုဝင်ကြည့်ပြီးပြောပြစေ။ Okay ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီ idea တွေကျွန်တော်ကျွန်တော်အသုံးပြုခဲ့တဲ့ idea တွေကျွန်တော်ဗီဒီယိုတွေလုပ်ခဲ့တဲ့ idea တွေကိုလာပြီးမျှဝေပေးတော့မှာဖြစ်တဲ့အတွက် YouTube Small Beginner တွေအနေနဲ့လည်းချိန်နှက်တယ်မယ်လို့လည်းမျှော်လင့်ပါတယ်။ကြည့်လိုက်ကြရအောင်။အားလုံးတစ်ချက်ကတော့ကျွန်တော်တို့ဒီဘလို့ဗီဒီယိုတွေအမျိုးအစားတွေတင်ရမလဲ။ Okay ဘလို့ဗီဒီယိုတွေအမျိုးအစားတွေတင်ရမလဲဆိုတာလည်းကျွန်တော်တို့ကို YouTube Channel မှာဘာအကြောင်းအရာကိုတင်မှာလဲ၊ဘာလုံးမှာလဲဆိုတာကိုပထမဆုံးသိပါ။ Okay ကျွန်တော်တို့ အနေနဲ့ဝင်ငွေတစ်ခုတည်းနဲ့ခြေမသွားပါနဲ့ YouTube small ပြခင်တာအနေနဲ့ဆိုရင်ဒါဝင်ငွေရဖို့ YouTube channel မှာလုပ်တယ်မှန်တယ်ကျွန်တော်လည်းကျွန်တော်လည်းဝင်ငွေရဖို့အတွက် YouTube channel မှာအလုပ်လုပ်တယ် YouTube မှာအလုပ်လုပ်တယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လုပ်တဲ့အလုပ်ပုံမှာပေါ့နော်ဒီပတ်စံတစ်ခုကြီးပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့အနေနဲ့တခြားသူတွေ ်ပေါ့နော်ဒီဟာဘယ်လိုပြောလိုအပ်တဲ့သူတွေအမှ knowledge channel ပဲဖြစ်အတီးပေး channel ပဲဖြစ် education channel ပဲဖြစ်ဖြစ် for for channel ပဲဖြစ်ဖြစ် support channel ပဲဖြစ်ဖြစ်ဘယ်လိုမျိုးအမျိုးအစား channel အမျိုးအစားပဲဖြစ်နေပါစေကိုယ်အနေနဲ့ကိုယ့်ရဲ့ video ကိုယ့်ရဲ့ video အမျိုးအစားကပေါ့နော်ကြည့်ရှုတဲ့သူတွေအတွက်အကျိုးရှိဖို့လည်းလိုအပ်ပါတယ် okay short video ဒီ youtube movie ခင်ဗျားတွေအနေနဲ့ကျွန်တော်ကိုမေးတာကအကိုကြီးဘယ်လို video အမျိုးအစားတွေတင်ရမလဲဘယ်လိုမျိုးလုပ်ဆောင်မလဲ okay အထူးသဖြင့်ကျွန်တော်တို့ဒီ youtube youtube အနေနဲ့ပြီးတော့မှ short ကိုပေးထားတာဟာဒါ ာအလကားသက်သက်ပေးထားတာမဟုတ်ပါဘူး content မရှိတဲ့အချိန်ကိုမှ creation time မရှိတဲ့အချိန်ကြာရင် short video တွေနဲ့ intro လုပ်မယ်နောက်ကြာရင်ဒီ short video တွေနဲ့တင်မယ် okay ဒီဒါမျိုးလုပ်ဖို့အတွက် YouTube ကလည်းနေပြီးတော့မှဒီ short ကို creation လုပ်ထားတာပါ okay ဒါကြောင့်မို့ဒီ short video တွေမှာဆိုရင်15 second ရှိမယ်60 second ရှိမယ်ပေါ့နော်1 minute ထိသုံးနိုင်ပါတယ် โอเค30 second လည်းရှိတယ်ပေါ့နော်โอเคဒါကြောင့်မို့ကျွန်တော်တို့ဒီ YouTube small begin လာတဲ့အနေနဲ့โอเคကိုဗီဒီယိုရိုက်ကြည့်ပါပေါ့နော်လိပ်ဆန်လေးတွေနဲ့ပဲဖြစ်ဖြစ်ဒီဒီခီးသွားတာလေးတွေပဲဖြစ်ဖြစ်ဗားလေးတွေပဲဖြစ်ဖြစ်လူတွေစိတ်ဝင်စားမယ့်အကြောင်းအရာတစ်ခုကိုရိုက်ကြည့်ပါဘာကြောင့်ပေါ့နော်ဒီဘဲဗီဒီယိုမှာလူကအကြည့်များလဲဘယ်လိုမျိုး ပူကြိုတွေတင်လို့ရှိရင်လူတွေဟာစိတ်ဝင်စားလဲโอเคထို့သဖြင့်ကိုဒီကိုလုံးမဲ့ဖွေဒီကိုအမျိုးအစားမှာကိုကျွမ်းကျင်မှုလည်းရှိဖို့လိုပါတယ်အများကြီးကျွမ်းကျင်မှုမရှိဘူးဆိုရင်တော့မှာပဲကိုအနေနဲ့အနေငယ်လောက်ကျွမ်းကျင်မှုလိုပါတယ်โอเคနောက်ထပ်တစ်ချက်ကြတော့ကျွန်တော်တို့ future small beginner တွေအနေနဲ့မေးတာအခုရေးဘာလို့ဒီကျွန်တော်တို့ဖွေဒီတွေတင်နေတယ်ဒါပေမဲ့ view မတက်ဘူး subscribe မတက်ဘူးဘာကြောင့်လဲ โอเคဒီเจ้าญาတွေကတော့ကျွန်တော်ရဲ့ဒီဗီဒီယိုတွေမှာရှင်းပြပေးထားပါတယ်ကျွန်တော် YouTube channel မှာ beautiful subscribe တပုတ်ဆိုတာကျွန်တော်ဒီဘောနောဒီကျွန်တော်တို့ကျွန်တော်တို့လုံးနေတဲ့အလုပ်ကိုပုံမှန်လုပ်ပေးဖို့လိုပါတယ်အခုကျွန်တော်ဘောနောအာ56ရဲ့တပတ်လောက်ရှိနေပြီနားထားတာဘောနောကျွန်တော်ရဲ့ YouTube channel ကိုနားထားတယ်โอเคဒါမှမဟုတ်ကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်ထီတွေ့နေတယ်အများအားကျွန်တော် comment တွေဖတ်နေတယ်โอเคဒါကြောင့်မို့ဒီ comment အတိုင်းကိုလည်းကျွန်တော် ဖြည့်ပေးနိုင်မယ်လို့လည်းမပြောလို့ဒါပေမဲ့ကျွန်တော်အနေနဲ့လက်လန်းမိတဲ့ comment လေးတွေကျွန်တော်ရဲ့ YouTube channel မှာပေါ်လာတဲ့ကျွန်တော်ရဲ့ Wide Story မှာပေါ်လာတဲ့ comment လေးတွေကိုတော့ကျွန်တော်အနေနဲ့အမြဲဆုံးအမြန်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ဖြည့်ပေးနေပါတယ်။ Okay ဒါကြောင့်မို့ကျွန်တော်တို့ဒီ YouTube channel တစ်ခုကိုစတင်ထားအောင်မယ်။ ဘောနော YouTube မှာဝင်ငွေစတင်ရှာမယ်ဆိုရင် ဝင်ငွေကြီးပဲဝင်ငွေကြီးပဲ OTP တော့မလုပ်ဖို့ပြောပြစေကိုယ်အနေနဲ့ဝင်ငွေရချင်တာတော့ဟုတ်တယ်ဒါပေမဲ့ကိုယ်လုံးလိုက်တဲ့ဗီဒီယိုကိုယ်လုံးတဲ့အလုပ်မှာလေးလေးနဲ့နဲ့လေးလုပ်ဖို့ပြောပြစေအထူးသဖြင့်ဗီဒီယိုတင်တဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဘောနော်ဒီအချိန်တစ်ခုကိုသတ်မှတ်ဖို့ဆိုတဲ့အကြောင်းအရာတွေကိုလည်းဘယ်လိုမျိုးအချိန်တွေမှာဗီဒီယိုတင်မလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်အနေနဲ့အရှင်းပြပေးသွားမှာရှင်းပြပေးထားတာလည်းရှိပါတယ်ဝင်ကြည့်လို့ရပါတယ်โอเคနောက်နေ့ကြားလို့ ရှိရင်ကျွန်တော်အနေနဲ့ပေါ့နော်နောက်ထပ် video episode တွေမှာကျွန်တော်အနေနဲ့ကျွန်တော်တို့ရဲ့ YouTube viewer တွေကကျွန်တော်တို့ရဲ့ YouTube channel ကိုဘယ်အချိန်တွေမှာအများဆုံးကြည့်တာလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်အနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Okay ဒါကြောင့်မို့နောက်ထပ် video episode တွေကိုလည်းကြည့်ကြည့်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel လေးကိုအခုပဲ subscribe ပဲလေးကိုနှိပ်ပြီးတော့မှနောက်ထပ် video episode တွေကိုကြည့်ရှုပေးဖို့အတွက်ပြောပြစေ။ Okay ဒီနေ့မှာတော့ကျွန်တော်တို့ YouTube channel တခုကိုစတင်ထောင်မဲ့သူတွေဒီနေ့မှာ idea မရှိဘူးဆို ့လို့ရှိရင်အခုကျွန်တော်ပြောခဲ့တဲ့ short video လေးတွေနဲ့စားကြည့်ပါ short video လေးတွေမှာကျွန်တော်တို့အနေနဲ့15စက္ကန့်30စက္ကန့်60စက္ကန့်ရှိပါတယ် okay ဒီ short video တွေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်ရဲ့ YouTube channel လေးထဲမှာရှင်းပြပေးထားတာတွေရှိတဲ့အတွက်ဝင်ကြည့်လို့ရပါတယ် okay အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာခင်ဗျားနဲ့တို့ပြန်တွေ့ကြနေပြ peace bye bye